ရောက်အောင်သွားရောက်လာလိမ့်မယ်အဲ့ဒီယုံကြည်ချက်ကိုထားမင်္ဂလာပါကျွန်တော်တော့ form mobile phone တော့ကိုစမ်းဝင်းမှာဒီနေ့ပြောချင်တဲ့အကြောင်းအရာတော့မိတ်ဆွေဘာလဲဆိုတော့ဗျာလူတွေလူငယ်တွေတော်တော်များများမှာသူတို့ဖန်နီးနေကြတယ်သူတို့ကြိုးစားနေကြတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဗီဒီယိုတစ်ပုဒ်ရိုက်တယ်ဗျာသူတို့ကြော်ညာတယ်အောက်မှာ comment blame နဲ့ comment တွေရောက်လာတယ်ဆိုရင်ကြောက်သွားကြတယ် ။မကြောက်တာလဲဆိုတော့တယောက်ကဝေဖန်လိုက်ပြီးတယောက်ကတိုက်ခိုက်လိုက်ပြီးတယောက်ကစော်ကားလိုက်ပြီးဆိုရင်ငါမလုံနိုင်ဘူးဆိုတဲ့အသည့်ဝင်သွားပြီးတော့အဲ့ဒီနေရာမှာပိတ်မိသွားတယ်။ဆက်မလုပ်ချင်တော့လက်လျှော့လိုက်ကြတယ်။အယောင်းဝဲမှာဆိုလဲအဲ့တိုင်းပဲရင်းနှီးလေးတစ်ခုနဲ့စလုပ်တယ်။အာပဲဖြစ်မှာမဟုတ်ပါဘူးကွာ။မင်းကငကိုရေကစွမ်းသာရှိတဲ့ကောင်မဟုတ်ဘူး။မင်းရှုံးမှာပဲ။ မိတ်ဆွေပါဝင်ရင်ဆိုတော့ခမဘဲလိုတိုးတက်အောင် လုပ်မလဲဆိုတဲ့ဟာကိုကိုကြီးပန်ပိုးပေးမဲ့သူထက်ခမားကို သူတို့နဲ့လဲပဲခမားရဲ့ပါဝင်ခြင်းမှာသူတို့နဲ့လဲပဲအမြဲတမ်းအဲ့ဒီအချိန်နေမှာပဲတူတူရှင်တွဲပြီးတော့နေစေခြင်းလို့အဲ့ဒီကောင်လေးအားလုံးကဆွဲချတယ်။ဘာလို့ပြောနေတာလဲဆိုတော့မိတ်ဆွေဘယ်ကောင်မှကြိုက်ဖို့မလို့ခမားလုတ်တဲ့အလုတ် ခမားဖန်ပြီးနေတဲ့အရာတွေအားလုံးခမားကြံ့ရင်ရတယ်အစပထမအဲ့ဒီယုံကြည်ချက်ကိုထဲ့အဲ့ဒီယုံကြည်ချက်ကိုထဲ့မှခမားဗလိမ့်လာတဲ့ဟာတွေစော်ကားလာတဲ့ဟာတွေတိုက်ခိုက်လာတဲ့ဟာတွေအားလုံးကခမားဂယုမဆိုင်ပဲနေနေဘာဖြစ်လို့ဆိုတော့ဒီဒီနေ့ခေတ်ပြာစူးစားနေတယ် online ပေါ်မှာစူးစားပြီးရောင်းနေတယ်စပြီးတော့တစ်ခုနှစ်ခုစရောင်းနေတယ်သူတွေအားလုံး အောက်ကနေဗလိန်လိုက်ပြီဆိုရင်ထက်ရောင်းဖို့အတွက်ထက်ပြီးစူးစမ်းဖို့အတွက်ပြိမိသွားတယ်အဲ့နေရာမလုပ်ရဲတော့အဲ့ဒီအတွက်ကိုအန်ကြီးတို့မိတ်ဆွေတို့ဘာပြောကြင်တာလဲဆိုတော့ဘယ်သူမှကြိုက်ဖို့မလို့မင်းစပြီးဖန်တီးတဲ့အချိန်မှာစပြီးဖန်တီးတဲ့အချိန်မှာဘယ်ကောင်းမှ perfect မဖြစ်ဘူးစပြီးတော့အလုပ်တစ်ခုကိုစပြီးတော့ဆက်တက်လုပ်တဲ့အချိန်မှာဘယ်ကောင်းမှအစင်သိဘုံတိုင်ဟုံတိုင်တက်သွားတဲ့ကောင်ကောင်းမှမရှိဘူး အစင်မပြေမှုတွေမချောမှုတွေမချောမွေးမှုတွေအခက်အခဲတွေဒုက္ခတွေတိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ကြော်ဖြတ်ပြီးတော့ပဲတန်းတစ်ခုရောက်လာအဲ့ဒီအတွက်ကိုမိတ်ဆွေတို့ဘာပြောချင်တာလဲဆိုတော့ကိုလုံးနေတဲ့အလုပ်ကိုသွားမဲ့ပန်းတိုင်းကိုတက်ကက်ထားတဲ့အရာကိုဖြစ်အောင်မဲ့လုပ်တစ်ချိန်ကျရင်တစ်ချိန်ကျရင်ဖြစ်လာတဲ့အချိန်ကျရင်အဲ့ဒီအောက်မှာတိုက်ခိုက်နေတဲ့လူတွေ အဲ့အောက်မှာခမ ्या ကိုဗလိန်နေတဲ့သူတွေအားလုံးကခမ ्या အောင်မြင်လာတဲ့နေ့ကျရင်ခမ ्या ကိုလက်ခုပ်တီးပြီးတော့တောင်းတောင်းပြပြကြိုးဆိုရတဲ့အဆင့်အထိကိုခမ ्या ရောက်သွားရောက်အောင်သွားရောက်လာလိမ့်မယ်အဲ့ဒီယုံကြည်ချက်ကိုထားရောက်အောင်သွားရောက်လာလိမ့်မယ်အဲ့ဒီယုံကြည်ချက်ကိုထားမင်္ဂလာပါကျွန်တော်ကတော့ form mobile ဖောင်းတော့ကိုစမ်းဝဲမှာဒီနေ့ပြောချင်တဲ့အကြောင်းအရာတော့မိတ်ဆွေဘာလဲဆိုတော့ဗျာ လူတွေလူငယ်တွေတော်တော်များများမှာသူတို့ဖန်ပြီးနေကြတယ်သူတို့ကြိုးစားနေကြတယ်အဲ့ဒီမှာမဖြစ်လဲဆိုတော့ဗီဒီယိုတစ်ပုဒ်ရိုက်တယ်ဗျာသူတို့ကြော်ညာတယ်အောက်မှာ comment blame နဲ့ comment တွေရောက်လာတယ်ဆိုရင်သူကြောက်သွားကြတယ်မကြောက်တာလဲဆိုတော့တယောက်ကဝေဖန်လိုက်ပြီးတယောက်ကတိုက်ခိုက်လိုက်ပြီးတယောက်ကစော်ကားလိုက်ပြီးဆိုရင်ငါမလုံနိုင်ဘူးဆိုတဲ့အတိဝင်သွားပြီးအဲ့ညမှာပြိမိသွားတယ်ဆက်မလုပ်ချင်တော့ လက်လျှော့လိုက်ကြတယ်။အယောင်ဝက်မှာဆိုလဲအိုက်တိုင်းပဲ။ရင်းနီးလေးတစ်ခုနဲ့စလုပ်တယ်။အာပဲဖြစ်မှာမဟုတ်ပါဘူးကွာ။မင်းကငကူတွေကစွမ်းစားရှိတဲ့ကောင်မဟုတ်ဘူး။မင်းရှုံးမှာပဲ။မိတ်ဆွေပါဝင်းရင်ဆိုတော့ခမရဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတဲ့ဟာကိုကိုကြီးပန်ပိုးပေးမဲ့သူထက် ခမရကို သူတို့နဲ့လဲပဲခမရရဲ့ပါဝင်းခြင်းမှာသူတို့နဲ့လဲပဲ။ အမြဲတမ်းအဲ့ဒီအချိန်နေမှာပဲတူတူရှင်တွဲပြီးတော့နေစေခြင်းလို့အဲ့ဒီကောင်လေးအားလုံးကဆွဲချနေ။ဘာလို့ပြောနေတာလဲဆိုတော့မိတ်ဆွေဘယ်ကောင်မှကြိုက်ဖို့မလို့ခမားလုတ်တဲ့အလုတ်ခမားဖန်ပြီးနေတဲ့အရာတွေအားလုံးခမားကြိုက်ရင်ရတယ်အစပထမအဲ့ဒီယုံကြည်ချက်ကိုထဲ့အဲ့ဒီယုံကြည်ချက်ကိုထဲ့မှခမားပလိမ့်လာတဲ့ဟာတွေစော်ကားလာတဲ့ဟာတွေတိုက်ခိုက်လာတဲ့ဟာတွေအားလုံးက ခင်ဗျာဂယုမဆိုင်ပဲနေနေဘာဖြစ်လို့ဆိုတော့ဒီဒီနေ့ခေဗျာစူးစားနေတယ် online ပေါ်မှာစူးစားပြီးရောင်းနေတယ်စပြီးတော့တစ်ခုနှစ်ခုစရောင်းနေတယ်သူတွေအားလုံးအောက်ကနေ blame လိုက်ပြီးဆိုရင်ထက်ရောင်းဖို့အတွက်ထက်ပြီးစူးစားဖို့တော့ပြိမိွားတိုင်းနေရမလုပ်ရဲတော့အဲ့ဒီအတွက်ကိုအညီတို့မိတ်ဆွေတို့ဘာပြောကြင်တာလဲဆိုတော့ဘယ်သူမှကြိုက်ဖို့မလို့မင်းစပြီးဖန်တီးတဲ့အချိန်မှာစပြီးဖန်တီးတဲ့အချိန်မှာဘယ်ကောင်းမှ perfect မဖြစ်ဘူး စပြီးတော့အလုပ်တစ်ခုကိုစပြီးတော့ဆက်တက်လုပ်တဲ့အချိန်မှာဘယ်ကောင်မှအစင်သည့်ဘုံတိုင်ဟုန်တိုင်တက်သွားတဲ့ကောင်ကောင်မှမရှိဘူးအစင်မပြေမှုတွေမချောမှုတွေမချောမွေးမှုတွေအခက်ခဲတွေဒုက္ခတွေတိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ကြော်ဖြတ်ပြီးတော့ပဲတန်းတစ်ခုရောက်လာအဲ့ဒီအတွက်ကို မိတ်ဆွေတို့ဘာပြောချင်တာလဲဆိုတော့ကိုလုံးနေတဲ့အလုပ်ကိုသွားမဲ့ပန်းတိုင်းကိုတက်ကက်ထားတဲ့အရာကိုဖြစ်အောင်ပဲလုပ်တစ်ချိန်ကျရင် တစ်ချိန်ကျရင်ဖြစ်လာတဲ့အချိန်ကျရင်အဲ့ဒီအောက်မှာတိုက်ခိုက်နေတဲ့လူတွေအဲ့အောက်မှာခမည်းကိုဗလိန်းနေတဲ့လူတွေအားလုံးကခမည်းအောင်မြင်လာတဲ့နေ့ကျရင်ခမည်းကိုလက်ခုပ်တီးပြီးတော့တောင်းတောင်းပြပြကြိုးဆိုရတဲ့အဆင့်အထိကိုခမည်းရောက်သွားရောက်အောင်သွားရောက်လာလိမ့်မယ်အဲ့ဒီယုံကြည်ချက်ကိုထားတယ်တခုရခဲ့ဆိုကွန်မန့်မှတ်ခဲ့ပါနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါ subscribe ကိုနှိပ်ခေါက်ကိုနှိပ်ပေးချပါပြန်ကျွန်တော်ဒီ